စစ်ကူတာနေတဲ့အချိန်မှာဒီပေါင်900ပုံတဲ့တဲ့ကြာခဲ့တာဖြစ်ပါလေဆိုတော့ဒီနားကလူတွေကတော့ဟိုအသက်ရှင်နေသူတယောက်မှမရှိဘူးပေါ့လေအဆုလိုက်ပြုံလိုက်ကျွန်တော်မနေ့ညကဒီဘုံကျေးပြီးတဲ့အချိန်မှာလေဒီဒီနေရာရောက်ခဲ့တယ်ပေါ့လေဆိုတော့အဲ့ရောက်တဲ့အချိန်မှာလေဒီအလောင်းတွေဟိုအများကြီးပေါ့လေဟိုဒီမှာပါဘာမှဒီအပြစ်မရှိဘဲနဲ့ဒီတိုင်းဟိုစစ်ကူတာနေရင်ပေါ့လေမသေးခြင်းလို့ဒီစစ်ကူတာနေပါလေဆိုခါမှဒီဟိုတေဆုံးဟိုတော့ကြတဲ့သူတွေလေဒီအများကြီးပေါ့လေ ဒီနေ့မှာတော့ဂျမ်ဖက်စစ်တပ်ကအစိုးရအပြောင်းလဲရခိုင်ပြည်သူတွေကိုတပ်ဖြတ်နေတဲ့အကြောင်းတွေကိုအယုံဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့ရခိုင်ပြည်မြို့ဦးမြို့ပြည်သူစစ်ရောင်ကြီးကိုဒီအမလာစီရင်နဲ့မနေ့ကစစ်ကောင်စီတပ်ကပေါင်900ပေါင်းနှလုံးကျေးချခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်အတွက်မှာစေကုတခံယူနေသူတွေနဲ့လူနာစောင့်တဲ့ပြည်သူတွေဂုံးစိတ်တော်ဦးတည်ဆုံးပြီးတော့60ထက်မနေတန်ရရှိခဲ့ပါတယ်လို့သိရပါတယ်ဒါဟာရခိုင်ပြည်အတွက်မှာအကြီးမားဆုံးအစုလက်အပြောင်းလဲအသက်ခံရမှုဖြစ်ပါတယ်ဗောနော်ဒီအကြောင်းအရာတွေကိုဘလူတွေအသက်ဖြတ်ခံရတာလဲဝေနေရလဲအတိအကျရွတ်တန်ဖန်တဲ့တကွာအာတင်ဆက်ပေးနေတဲ့နေမင်းထွန်း journalist ဆိုတဲ့အာဖဲချင်ကနေပေါ်ပြလာတာကိုကျွန်တော်နဲ့တူ ကြီးကြီးအောင်ပါ မြောင်မြုပ်ပြည်သူစေယုံကြီးကိုဒီဒီဇင်ဘာလ10ရက်ဒီမနေ့ကဒီစစ်ကောင်စီတပ်ကဒီပေါင်900ပုံနှလုံးကျေချခဲ့တဲ့နေရာကိုအခုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်နောက်မှာမြင်ရတဲ့ဒီဒီဘုံချင်းကတော့မနေ့ကဒီပေါင်900ပုံကျခဲ့တဲ့နေရာပေါ့လေအပေါင်900ပုံကျတာနှလုံးကျတာပါပထမတစ်လုံးကျတာကဒီစေယုံရဲ့အချစ်ဖက်ဒီနေရာမှာတစ်လုံးကျတယ်ပြီးတော့ဟိုမှာဒီပစ္စည်းနေတဲ့ဒီစေယုံအဲ့ဒီနားမှာဟိုတစ်လုံးကျတယ်ပေါ့လေဆိုတော့လက်ရှိကျွန်တော်တို့သိရတဲ့လောက်တော့ဒီပေဆုံးသူက30တယောက်ရှိတယ်ဒဏ်ရတဲ့သူက ဒီ6စီထက်မနေရှိတယ်လို့သိရပါတယ်ဆိုတော့ဒီမှာပါဘုံကြခဲ့တဲ့နေရာပေါ့လေဟောဘုံကဒီဘလောက်ထိဒီပြာမြင့်လဲဆိုရင်ဒီမှာကျွန်တော်လူတရက်ကျော်လောက်တောင်ဟိုရှိမိထင်ပါတယ်ဒါကပေါင်900ဘုံကြခဲ့တဲ့နေရာဖြစ်ပါတယ်ဒါဒီမှာဆိုအကုန်လုံးဒီကံကြီးတစ်ခုလို့ဟိုဖြစ်သွားတာပေါ့လေလူကလေဒီတရက်ကျော်လောက်ထိတောင်ဒီပြာမြင့်ပါတယ် ဆိုတော့ဟိုဘက်မှာဟိုဘက်မှာကြာရင်ဒီလူနာတွေနေတဲ့နေရာပေါ့လေလူနာတွေပြီးရင်ဒီလူနာစောင့်နေသူတွေနေတဲ့နေရာဖြစ်ပါတယ်ဆိုတော့အဲ့ဘက်မှာဆိုရင်လည်းဒီရစရာမရှိအောင်တဲတဲကြာနေတာဆိုတော့လေဒီရစရာမရှိအောင်ဒီထိခိုက်ပျက်စီးနေတာကိုတွေ့ရပါတယ်ဆိုတော့အဲ့ဘက်ကိုကျွန်တော်တို့တော့ကြည့်ရအောင်ပါ ဆိုတော့ဒီနေရာကဒီဒီဒီဆေးကူးသားနေတဲ့နေရာပေါ့လေဒီနေရာမှာပဲဒီပေါင်900ဘုံတစ်လုံးတိတိကျကျခဲ့တာဖြစ်ပါလေဒီမှာမရမှာပါဒီအကုန်လုံးဟာဒီရစရာမရှိအောင်ဒီအကုန်လုံးပေါ့လေဟိုပျက်စီးသွားပါလေဆိုတော့မနေ့ညကဆိုရင်တော့ဒီအထင်းမှာဒီလူအသေးအလောင်းတွေအပိဒံရတဲ့သူတွေအဲ့ဒါနဲ့ဒီစုပြုံနေတာပေါ့လေဆိုတော့ဒီအထင်းမှာဟိုကြည့်လိုက်ပါဒီဆေးကူးသားနေတဲ့နေရာလေးဖြစ်ပါလေ ဆိုတော့ဒီအထဲမှာပေါ့လေဒီလူနာတွေအများပြားဒီစစ်ကူတာနေတဲ့အချိန်မှာဒီပေါင်900ဘုံတဲ့တဲ့ကြာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနာလူတွေကတော့ဟိုတက်ချင်တဲ့သူတယောက်မှမရှိဘူးပေါ့လေအစုလိုက်ပြုံးလိုက်ကျွန်တော်မနေ့ညကဒီဘုံကျေးပြီးတဲ့အချိန်မှာလေဒီဒီညရောက်ခဲ့တယ်ပေါ့လေဆိုတော့အဲ့ရောက်တဲ့အချိန်မှာလေဒီအလောင်းတွေဟိုအများကြီးပေါ့လေဟိုဒီမှာပါဘာမှဒီအပြစ်မရှိဘဲနဲ့ဒီတိုင်းဟိုစစ်ကူတာနေရင်ပေါ့လေမသေးခြင်းလို့ဒီစစ်ကူတာနေပါလေဆိုခါမှဒီဟိုတေဆုံးဟို တော့ကြတဲ့သူတွေလည်းဒီအများကြီးပေါ့လေအဲ့ဒီထက်မှဒီလူနာဆောင်လူနာဆောင်ဖို့လာရင်းနဲ့နေပြီးတော့မှအာသူကိုယ်တိုင်ပဲဒီလူနာဖြစ်သွားတာသူကိုယ်တိုင်ပဲအလောင်းဖြစ်သွားတဲ့သူတွေလည်းဟိုအများကြီးပါပဲခင်ဗျာဆိုတော့အခုကတော့ဒီပေဆုံးသူတွေရောဟိုဒဏ်ရရသူရောဒီနေရာမှာတော့မရှိတော့ဘူးပေါ့လေအာဒီမနေ့ကပဲဒီဒဏ်ရရတဲ့သူတွေကိုလည်းဒီတခြားဒီလုံခြုံတဲ့နေရာတစ်ခုမှာအာစေကူတာမှုခံယူနေပြီဖြစ်ပါတယ်ဆိုတော့အခုကတော့ဒီသူတို့ကြံခဲ့တဲ့ဒီအသုံးဆောင်ပစ္စည်းတွေ သူတို့နေထိုင်ခဲ့တဲ့နေရာတွေပေါ့လေပြီးရင်ဒီပစိုးတွေဆောင်တွေသူတို့ရဲ့ဒီအသုံးဆောင်ပစ္စည်းတွေပဲဟိုကြံခဲ့ပါတယ်ဆိုတော့တကယ့်ကိုဒီဆိုးွားတဲ့အခြေအနေနဲ့မနေ့ကကြုံခဲ့ရတာဖြစ်ပါတယ်ကဲဒီဟာကတော့အာနာသိန်းအကျန်းဖက်စစ်တကရခိုင်ပြည်သူတွေကိုအစိုးရအပြုံနဲ့တပ်ဖြတ်နေတဲ့အကြောင်းတွေကိုနားထောင်ကြည့်ရှုရတာဖြစ်ပါတယ်ဆိုဒီလိုမျိုးယုတ်တဖန်တွေကိုမင်းရတော့တတော်လေးစစ်မကောင်းဖြစ်ရပါတယ်တတော်လေးလည်းစက်တိခတ်ရပါတယ်ကျွန်တော်တို့ဘီသူတွေကစစ်တပ်ရဲ့ တက်ချင်တယ်လို့တက်ဖြတ်ချင်တယ်လို့ဖြတ်တဲ့အယုကလေးလို့ဖြစ်နေပါတယ်ကိုကြီးမှာဆိုလို့ရှိရင်တော့ဘီသူတွေလူဦးရေကဒုံးစိကျော်ရှိပါတယ်ဒံရစီသူတွေကတော့60စိကျော်ရှိပါတယ်ဒီလိုမျိုးပေါ့မယ်ဆိုလို့ရှိရင်တရားနှင်းပါကစက်ကောင်စီရဲ့တက်ဖြတ်မှုကြောင့် ပေးဆောင်နေတဲ့သူက3စိတ်တော့ရရတဲ့သူတွေကလည်းအပြည့်ထက်တဲ့ရရတဲ့သူတွေက6စိတ်ထဲမှာပါဝင်သေးတယ်လို့သိရပါတယ်ဆိုတော့ဒီလိုမျိုးတွေကိုအကျန်းဖက်ဆက်တက်ကဒေါရှက်ကိုတက်ဖြတ်နေပါတယ်ဘာလို့ဒီလိုမျိုးတက်ဖြတ်နေရလဲဆိုလို့ရှိရင်တော့အခုကျွန်တော်တော်လိုင်းတက်ဖို့တွေကတိမ့်ပိုက်ထားတဲ့မြုပ်တွေရွာတွေကိုပြည်သူတွေက နေထိုင်လို့မရအောင် မနေရအောင်ကိုတမိတက်တက်လောက်တာဖြစ်ပါတယ်ဒီဟာကသူတို့တွေမကြခင်မှာဝါရပြင်းပြီးဖြတ်လာအောင်မလူတွေဖြတ်လာမလဲဆိုလို့ရှိရင်တော့ အကျန်းဖက်တွေရှိနေရရခိုင်အေးအေးတွေရှိနေရကိုကျွန်တော်တို့တတ်ခတ်နေပါဆိုပြီးတော့ဝါရဖြန့်လာမှာဖြစ်ပါတယ်သူတို့ဒီဟာကကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ဒီမလာစီရင်နေဆိုလို့ရှိရင်အပီပီဆန်ရလွတ်ခွန်းရင်းနေဆိုပြီးတော့သတ်မှတ်နေကြတယ်ကျွန်တော်တို့အတန်းသေးတပဲလေးလောရှာနေခဲ့ကြတယ်သူတို့ဒီထဲမှာရခိုင်မှာဆိုလို့ရှိရင်တော့ဒီကုံစင်းတော့တခြားအခက်ခဲတွေအများကြီးရှိတဲ့အတွေ့အကြုံမလို့ ပဲဆုတ်ခံရတဲ့အခြေအနေမျိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လူနာတွေကလည်းတော်တော်လေးကိုပြတယ်။ယောဂါကလည်းအဲ့ဒီပင်လယ်နားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ယောဂါတွေကလည်းတကူးပြီးတကူးပူပြီးတော့ပိုတက်တယ်။ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာလူနာတွေကအယံကိုမြပါတယ်။မြုပ်မြင့်မှာဆိုလို့ရှိရင်တော့နေတာမဟုတ်ဘူး။တရားနှိမ့်ပါလို့ကလူနာဆောင်းတွေရောလက်ချာဒဲအာလူနာလူနာတွေရောပေစုံးနေတဲ့သူတွေကနေတာပေါ့။ဆိုတော့ဒီရခေမြို့ဦးမြောက်ကပေါ့နော်။ ဒီသူစေးအောင်ကြီးကတော်တော်လေးကိုကြီးတဲ့ထိမှာပါတယ်ဒီစေးအောင်ကြီးကိုတမင်တက်တက်တက်ခတ်နေတာဆိုတာကတော့ကျွန်တော်တို့ပြည်သူတွေကိုတမင်တက်တက်ကိုလူမျိုးတုံးတက်ဖြတ်မှုကိုကျိုးလွန်တာဖြစ်ပါတယ်ဒီဟာကိုတော့ကျွန်တော်တို့နိုင်ငံတကာမြေအောင်ကိုလည်းပြောရမှာဖြစ်ပါတယ်မနေ့ကဒီအကူကြီးအာ တင်ဆက်ပေးရတဲ့ရုပ်သံဖန်ထဲမှာမင်းရတယ်ဂလေးသူငယ်တွေအများပြတ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့လူကြီးတွေကအဲ့လိုတိမဟုတ်ပါဘဲလေဂလေးသူငယ်တွေအမင်းမအမျိုးသမီးတွေလည်းပါတယ်ပေါ့နော်ဒီလိုမျိုးအကျန်းဖက်စစ်တရေတက်ဖြတ်မှုကြောင့်ဒီမျိုးရခိုင်ပြည်သူတွေအများပြားသိဆုံးနေရတယ်ဒီဟာကအတက်ခါထင်းနဲ့တမင်းနဲ့တနာရီအတွက်မှာဒီလိုမျိုးသိဆုံးနေရတဲ့စစ်တရေတက်ဖြတ်မှုကြောင့်ဒီဟာကဒီတစ်ခါ နောက်တစ်ခါဖြစ်ထပ်ပြီးတော့လော့လာနေတယ်ဂျမ်းဖက်စစ်တပ်ကတော့ကျွန်တော်တို့ပြည်သူတွေကိုမကြော့ကြော့အောင်ကိုကြော့လာနေအောင်လော့နေတာဖြစ်ပါတယ်အာနာရှင်တွေရဲ့လော့ရဲကဒီလိုမျိုးဖြစ်တယ်မိနှုတ်တွေမကြောက်ဆိုရှင်ထပ်ပြီးတော့လော့မယ်ဆိုတဲ့သဘောမျိုးနဲ့ကိုဆက်ပြီးတော့လော့လာနေဆိုတယ်ကျွန်တော်ပြည်သူတွေအနေနဲ့သတိထားရမှာဖြစ်ပါတယ်အရာကရခိုင်ပြည်နယ်မှာဟိုတနေ့ကလည်းကျွန်တော်ဒီဇက်ပေးခဲ့ပါတယ်အဲဒီအဂျမ်းဖက်စစ်တပ်ရဲ့တက်ခတ်မှုကြောင့်ပြည်သူ20ကျော်တိုက်ဆုံးနေရတဲ့အကြောင်း တခြားတစ်ဖက်မှာလည်းစစ်တပ်ရဲ့အာအစိုးရအပြုံးလိုက်တပ်ဖြတ်မှုကဒီတစ်ခါသေးမဟုတ်ဒါပေမဲ့လည်းရခိုင်ပြည်နယ်အတွက်တော့ဒီဟာကအကြီးမားဆုံးလူမျိုးတော်တပ်ဖြတ်မှုဖြစ်ပါတယ်။တုံးစိတ်ကြုံဆိုတာကနေတာမဟုတ်ဘူးတုံးစိတ်ကြုံထိတပ်ဖြတ်ခံနေရတဲ့အာနေရာတော့တဲ့တော့မရှိဘူးဒါပေမဲ့လည်း ကြားနေရမှာဆိုရှင် message တော့အများကြီးရှိပါတယ်ဆိုတော့ဒီလိုမျိုးတွေကိုအကျန်းဖက်စစ်တဲ့ရတက်ပြတ်မှုကြောင့်ခံနေရတဲ့အကြောင်းတွေကိုကျွန်တော်တို့ပြည်သူတွေသတိထားစေဖို့အတွက်ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒါကတော်တော်လေးစစ်မကောင်းစရာဝန်းနေစရာကျွန်တော်တို့ပြည်သူတွေအတွက်အာသတင်းစိုးတစ်ခုဖြစ်ပါတယ်ပေါ့နော်ဒါကရေခမ်းပြည်သူတွေအတွက်အာဝန်းနေစရာကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုလောက်အတွက်ဝန်းနေစရာသတင်းတစ်ခုကိုကျွန်တော်တို့အာစစ်မကောင်းစွာနဲ့ပြင်ပြီးတော့တင်ဆက်ပေးရတယ်ဖြစ်ပါတယ်